အနိုင်ခံဘွားကနေသူရဲကောင်းဘွားရောက်ခဲ့သူနေပဲမျိုးကနတ်ဖျားတဲ့အားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ကြိုဆိုပါရစေ။ဒေါ်မနီကို Man United ပြိတ္တတွေလွမ်းနေပင်ထင်ပါရဲ့။ Man United ကဲမီဒရက်ကစားမဖြစ်လို့သူရဲ့ Manchester United ချစ်မြတ်နိုးစိတ်ကတန်တရားဝင်စရာမလိုပါဘူး။ချစ်ချင်းမြတ်တာတစ်ခုတည်းနဲ့ Man United မှာနေရဖို့မဖြစ်မှန်းသိလို့ဒေါ်မနီဟာသူ့ကိုယ်သူအပြင်းထန်မောင်းနှင်ခဲ့ပါလေ။ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုဒေါ်မနီဖြည့်ဆည်းခဲ့ပါလေ။ တော်မနီရဲ့မန်ယူနိုက်တက်ကစားမဘွားကအကြီးအကျယ်မခံနာခဲ့ဘူးချီချူဂုံပြူတန်တွေကြာတာယာခွင့်မရဘူးဒူလာဒန်ဆာကစားမဖြစ်တာတတ်မှတ်ခံခဲ့ရပါတယ်မန်ယူနိုက်တက်ကိုတော်မနီကယ်တင်ချိန်များစွာရှိခဲ့ပါတယ်ပြီးကြတဲ့ရာသီစကားဆိုရင်တော်မနီကမန်ယူနိုက်တက်ရဲ့သွင်းကိုတောင်းကိုထမ်းရွက်ခဲ့ရတယ်သူမနိုင်ဝန်ထမ်းခဲ့ရပေမဲ့မျောလင်ထားတဲ့ပို့ပြီးတော့ထပ်မြက်ပြခဲ့ပါတယ်ဒါပေမဲ့ထုံးစံတိုင်းချီချူတန်ထက်ဝေဖန်တန်သားများခဲ့တယ်တော်မနီကဂျိုကာတကောင်လိုရုပ်သေးရုပ်လိုရှင်သန်ခဲ့ပေမဲ့ထိုက်တန်နဲ့ဆုလက်ပြန်မရဘူးတန်ဟဲရဲ့အစီအစဉ်တွေကနေဖဲထုတ်ခံပြီးတဲ့နောက် ဒေါ်မနီကသူချစ်တဲ့ရဲဝန်းကနေထွက်ခဲ့ရပါတယ်။သူဟာပရီးမီးယားလိမှာမန်ယူနိုက်တက်ရဲ့ပြိုင်ဘက်မဖြစ်ချင်ခဲ့ဘုံပဲ။ပရီးမီးယားလိရဲ့အဝေးနေပယ်မြို့ကိုဒေါ်မနီခီးနှင်ခဲ့ပါတယ်။နေပယ်မြို့ရဲ့လမ်းတွေရှောက်ခဲ့ပါတယ်။မန်ချက်စတာအလွမ်းတွေနှလုံးသားထဲထည့်ပြီးတရွာမပြောင်းသူကောင်းမဖြစ်ဆွဲစကားတိုင်းဒေါ်မနီကမန်ချက်စတာနေပယ်ခီးစင်မှာအနိုင်ငံဘွားကနေသူရဲ့ကောင်းဘဝပိုင်ဆိုင်ခဲ့ပါပြီ။နာပိုလီရဲ့၄ချိန်မြောက်စီးပွားရေးချန်ပီယံအောင်ပွဲကိုတွင်းကိုနေနဲ့ပါရမီဖြည့်ပေးခဲ့တယ်။ ကွန်ဒီဟာဒေါ်မနီရဲ့အားနည်းချက်ကိုအပြစ်မဆိုဘဲဒေါ်မနီရဲ့အားသာချက်ကိုပိုကောင်းအောင်လှုံ့ဆော်ပေးခဲ့တဲ့ခေါင်းဆောင်ကောင်းပါပဲဒေါ်မနီကတိုက်စစ်ကစားပြီးဂိုးတွေသွင်းတာနာပိုလီရောက်မှမြင်ရတဲ့ရာမဟုတ်ဘူးမိုင်မာလည်းအဲ့လိုမျိုးဂိုးတွေသွင်းပြဘူးတာပဲဒါပေမဲ့ဘယ်သူမှတန်ဖိုးမထားကြအောင်ဒေါ်မနီဂိုးတွေသွင်းတိုင်းမှာမိုင်ရဲ့လွဲချော်နေတဲ့နီးပြွားပြီးတစိုက်ကတ်ခဲ့တာပါကွန်ဒီကတော့ဒေါ်မနီနဲ့တူအကောင်းဆုံးတိုက်စစ်ဗျူဟာသွင်းကိုဖော်မြူလာကိုတရုပ်ဖော်ခဲ့တယ်နောက်ဆုံးနာပိုလီလည်းစီးရီးရဒေါ်မနီလည်းစီးရီးတစ်နှစ်တာအကောင်းဆုံးဆုရတဲ့အထိအကျိုးရှိခဲ့တယ် ီတလီဂျာနယ်လစ်တွေကတော့ဒေါ်မနီဟာတီဆောက်သူမဟုတ်ပုံပုံမြင်မားစေသူလို့ဖွဲ့နှွဲတယ်။ဒေါ်မနီကြောင့်နာပိုလီသင်းပို့ပြီးတော့ထပ်မံလာတာကိုရည်ညွှန်းဖွဲ့နှွဲတာပါ။နာပိုလီရဲ့ဇီးရီချန်ပီယံဆုမျောလင်းချက်အတွက်ဒေါ်မနီက12ဂိုးသွင်းပြီးပါရမီဖြည့်ခဲ့တယ်။ပြီးခဲ့တဲ့ဧပြီလတိုင်း5ဂိုးသွင်းပြီးတော့ဇီးရီတလတာအကောင်းဆုံးစားမဆုရတယ်။ပထမဆုံးစကော့တလန်သားဖြစ်တဲ့ထဲဝါခဲ့မှုတွေနေပယ်မျိုးလိုဘောလုံးကိုကိုးကွယ်တဲ့ရက်ဝန်းမှာသူရဲ့ကောင်းဖြစ်ခွင့်ရတာတိတ်ပြီးဂုံစရာကောင်းတယ်။ဒေါ်မနီကမှာကန်ထူးရှင်ပါ။မာရာဒိုနာကိုဖျားသခင်လို့သဘောထားတဲ့နာပိုလီသင်းတော့ ဒေါ်မနီးဟာနတ်တငယ်လေးပဲမယ်နီးပြောင်ဆိုးရှားကဒေါ်မနီးကိုရောင်းထုတ်တဲ့ဆုံးဖြတ်ချက်အတွက်တောက်တခေါက်ခေါက်ဖြစ်နေတယ်လန်ကက်စတာဒေသခံဒေါ်မနီးကမယ်မာနှစ်20ကြာဖြတ်တန်းခဲ့အသက်9နှစ်ရွယ်ကစလို့မယ်ရိတ်အောင်ခိုးလုံဘူးသူဒေါ်မနီးရဲ့ပါဒေါ်မနီးအတွက်နာပိုလီပေးလိုက်တာကပေါင်25တန်းဆွန်းဆွန်းပဲရှိခဲ့တယ်တကယ်ဆိုရင်ဒေါ်မနီးကနာပိုလီရဲ့ပထမဦးစားပေးမဟုတ်ဘူးဖရိုစီနိုနီအသင်းကဘရက်ဆီယာနီနီကိုနာပိုလီကြိုးပမ်းတာမအောင်မြင်လို့ဒေါ်မနီးနဲ့အစားထိုးခဲ့တာပါနာပိုလီရဲ့ပယ်ကနန်းကအခုဂျက်ပေါ်ပောက်ခဲ့ပါပြီ နာပိုလီသင်းပရိသတ်တွေကဒေါ်မနီကိုမတ်ထိုတယ်လီဆိုပြီးတော့နာမည်ပေးထားတယ်။ဒေါ်မနီရဲ့ဆွေဆောင်ရစွမ်းရင်နဲ့တကူလုံးအနှံ့နေရာနှံ့ပြေးလွားကစားနိုင်တာကိုယဉ်ညွန်းပြီးမတ်ထိုတယ်လီလို့ nickname ပေးထားတာပါ။အီတလီနာမည်ကျော်အားကစားသတင်းစာ Corriere dello Sport ကလည်းဒေါ်မနီကိုနေရာစုံလှည့်ပတ်ကစားနိုင်သူဆိုပြီးချီးကျူးတယ်။မန်ကစားမဘွားတော်က198ပွဲကစားမှ19ဂိုးသွင်းနိုင်သူဒေါ်မနီဟာကွန်ဒီရဲ့နာပိုလီသင်းမှာ AMF ရိုးကစားပြီးတော့ဂိုးတွေပိုသွင်းလာတယ်။အီတလီဂျာနယ်လစ်တွေကဒေါ်မနီကို AC Milan ကပူလီစစ်ထက်ပိုကောင်းသူလို့ချီးကျူးတယ်။ တော်မလေးကပြိုင်မက်ကိုရီးယားရဲ့ဘောလုံးထိချက်100ကျော်ရှိပြီးတော့ဇီရီကွင်းလန်ကစားမတွေတိုက်စစ်အကျိုးပြုနိုင်သူကစားမဖြစ်နေတယ်။ကွန်ဒီက3-1အခင်းချင်းသုံးခဲ့ပေမဲ့တော်မလေးရောက်လာပြီးတဲ့နောက်4-3ပြောင်းခဲ့တယ်။တိုက်စစ်စင်ကြီးမှ4-3ဒါမှမဟုတ်4-4အခင်းချင်းတွင်ကွန်ဒီသုံးဆွဲခဲ့ပါတယ်။တော်မလေးကထောင်တိုက်စစ်မှုလူကာကူနဲ့အတူတိုက်စစ်ကိုမကြာခဏဥဆောင်ရတယ်။တော်မလေးရဲ့နီးစနစ်ရေးသွေးကြောင့်ကွန်ဒီလိုးဘလော့ကစားခြင်းတဲ့အခါနေရာလွတ်တွေနဲနိုင်ပြနဲအောင်ပိတ်ဆို့ခြင်းတဲ့အခါဖာရီကပါစင်တွေနဲ့မယမနာရွေးရှားမှုခြေခံတဲ့ defensive line တွေပုံဖော်တဲ့အခါတော်မလေးကမရှိမဖြစ်ပါဘူး တိုင်းစစ်တွက်လည်းဒေါ်မနီရဲ့ဂိုးအီရီယာတဲ့ပြေးဝင်ချိန်သားကနေရာယူတတ်မှုကအကျိုးရှိနေပါတယ်။အီတလီတိုင်းစစ်မှုအောင်ဒီကာနီယိုကမန်ချက်စတာကိုသွားပြီးတော့မန်ယူသင်းဒါရိုက်တာတွေကိုဖမ်းပစ်ချင်ပါတယ်။ဒေါ်မနီလိုစည်းကမ်းလိုက်နာဆုံးဖြတ်ချက်ကောင်းမှုပြီးတော့ညံအမြင့်ကစားမကိုမန်ယူကဘာလို့မထိန်သိမ်းခဲ့တာများလဲဆိုပြီးပြစ်တင်ခဲ့တယ်။ဒေါ်မနီကမန်ယူနိုက်တက်မှာမလို့နေရာရတာ။တခြားသမားဆိုရင်ရန်ကုန်မှာတော့ထိုင်းမှာမဟုတ်ဘူးလို့ယူဆသူတွေရှိခဲ့ဘူးလေ။ဒေါ်မနီရဲ့ဆွဲဆောင်ရစွမ်းအင်ကိုလောင်ယူသူတွေရှိခဲ့ဘူးလေ။အခုနာပိုလီမှာဒေါ်မနီကသူ့အချင်းကောင်းမဟုတ်ဘူးဆိုတာတတ်သိပြနေတယ်။ ကွန်ဒီကဆီးရီးယားဝင်တာပါဂျူမနက်စတက်ခေကိုတီထောင်ပေးခဲ့ဘူးသူကွန်ဒီကအခုနေပယ်မြို့မှာသူ့တိတ်ခါကိုပြန်လဲပြီးတော့တီဆောက်နေတယ်အခုကွန်ဒီရဲ့နိုင်ငံနဲ့ခုံချတဲ့စီမံကိန်းမှာဒေါ်မနီကလမ်းပြမြေပုံကိုကန်ဆောင်ထားတယ်မန်ချက်စတာရဲ့အမေးဖြောက်ခံဒေါ်မနီဟာနေပယ်မှာထပ်မြတ်တန်မာနေပါတယ်ကွန်ဒီရဲ့ဂျူမနက်စကေမှာမာချီစီယိုဗီဒဲရိုလိုကွင်းလယ်အဖိုးတန်ရဲနာတွေပိုင်ဆိုင်ခဲ့ဘူးပေမဲ့တိုက်စစ်ဆိုင်ကဒေါ်မနီလောက်မထပ်မြတ်ခဲ့ဘူးဒေါ်မနီကနေပယ်မြို့နဲ့နာပိုလီသင်းရဲ့အထာကူနားလဲနေပါပြီနာပိုလီသင်းပြိဿတွေကလည်းဒေါ်မနီအမတ်တရတတူးတွေ ဒေါမနီဝစ်ဆင်နဲ့ဂျွန်နမ်8တတူးတွေထိုးပြီးတော့ဂုံပြုတ်နေပါတယ်။နေပဲမျိုးကဆန်ဆရိုစားတောက်ဆိုင်မှာစကော့တလန်အလံတလူလူရှိနေပါတယ်။အဲဒီဆိုင်ုံစကော့တလန်ဘွားညီကိုနှစ်ဦးကဖွင့်ထားတာပါ။ဒေါမနီနဲ့ပီဇာဆိုပြီးတော့ရေးထားတယ်။ဆိုင်ရှေ့ကလမ်းမှာနာပိုလီဒေါမနီမျက်နှာနဲ့ပီဇာတွေပူချောင်းရပါတယ်။ဒေါမနီကိုယ်တိုင်လည်းနေပဲမျိုးနဲ့နာပိုလီအသင်းကိုတိတ်ပြီးတော့တွေ့တာနေပါပြီ။နေပဲမျိုးရဲဒေါမနီသဘောကျဆုံးယာတစ်ခုကခန်းကျင်သီးပါ။စကော့တလန်ခန်းကျင်သီးတွေကရေးလိုပဲမလို့နေပဲရောက်မှခန်းကျင်သီးရတာကိုကောင်းကောင်းသိလာတာပါ။ဒေါမနီကပြောတယ် ဂန်ဂျင်ဒီကိုတေးစားလို့တော်မင်းစားနေမိဂန်ဂျင်ဒီမှာမဟုတ်ပေါ့နေပယ်မျိုးကအသီးရွက်တွေဟာ green တွေ့စရာပါလက်ဆက်ပြီးရတာရှိနေတယ်နာပိုလီနဲ့အထူးရတဲ့အောင်ပွဲတွေလို့ပေါ့နာပိုလီကိုတော်မင်းရောက်တာအခုမှပထမဆုံးယာသည်ပါနတ်ဖျားလို့ကိုးကွယ်နေပါပြီနာပိုလီပရိသတ်တွေကတော့သူ့ကိုဂန်ဝင်ဆင်းသွင်းလိုက်ကြပြီသူ့ကိုအခြေကြီးချစ်ပြီးတော့နေပယ်မျိုးသားတွေကတော်မင်းကိုမာရာဒိုနာနဲ့တကိုင်းနဲ့ထားလိုက်ပါပြီနာပိုလီကိုချန်ပီယံဖြစ်စေမယ့်ဂယ်ဂလီယာရီနဲ့ယာသည်ပိတ်နိုင်ပွဲမှာတော်မင်းကအဖွင့်ကိုဗောလီကန်ပြီးတော့လှလှပပသွင်းပြခဲ့တယ် သူတံပိုးကိုပို့ပြီးတော့အယောင်လက်စီတယ်ဂိုးပါပဲပွဲပြီးတော့ဒေါ်မနီကဝမ်းသာမျက်ရည်စိုးခဲ့ဒေါ်မနီနှလုံးသားထဲဇီရီတနှစ်တာအကောင်းဆုံးစားမစုရာချောင်းသိလိုက်ချိန်မှာဇကလုံးမရှိတဲ့ကောင်းကင်ဖြစ်ခဲ့ရပြီဇီရီချန်ပီယံအောင်ပွဲရနေပယ်မျိုးနဲ့ထိုက်တန်လွန်းနာပိုလီပရိသတ်တွေနဲ့ထိုက်တန်လွန်းနေလို့လေဒေါ်မနီပြောခဲ့တယ်ဒေါ်မနီကသူ့ဘဝတစ်ဆောက်လုံးမန်ယူအတွက်ယင်းဒီမြုံနံခဲ့ပါတယ်ဒါပေမဲ့သူပြန်ရခဲ့တာကလောင်ရည်တန်နေပါနာပိုလီရောက်တော့ဒေါ်မနီကစမ်းသစ်အိမ်မက်တွေပိုင်ဆိုင်ခဲ့ပေါ့နေပယ်မျိုးတဲ့ဒေါ်မနီတက်တူးဟာ ဖြောက်ဖြန့်မရအောင်ထင်ကြံရစ်ခဲ့ပြီဟုတ်ကဲ့ပါဒီဘက်ကတော့ဒေါ်မနီဂုံပြူလွာဖြစ်ပါတယ်ဆိုတော့ဘော်ရာရောဒေါ်မနီကိုဘယ်လိုမြင်ကြလဲပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်